ချိုယောင်းချိုဝဲလေးပတ်ကားကြောင့်ရွှေလောကနာမည်ပြည့်နေရတာလို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်း YGE ရဲ့တာဝန်ရှိသူတို့ကပြောဆိုလိုက်ပါတယ်လီဘကန်နဲ့ချိတ်ပြီးရောင်းကြဝယ်ကြမယ်ဆိုရင်ငွေမချေတာတို့ငွေမပေးတာတို့လူရခံရတာတို့ကြုံတွေ့နေရပါတယ်။အဲဒါကြောင့်တရားဝင်ဆိုင်တွေကပဲဥဆောင်ပြီးတော့လက်ငင်းအယောင်းဝင်နဲ့တွားကြပါလို့အသင်းဥက္ကဋ္ဌဖြစ်သူဦးမျိုးမြင့်ကဆိုပါတယ်။ လက်ရှိမှာလီပတ်ကားတွေအကြားရွှေမပေးသူတွေနဲ့ငွေမပေးသူတွေကို တိုင်ကြားမှုတွေကြောင့်တက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေတယ်လို့လဲဝန်ကြီးကြီးတွေထံကနေသိရှိရပါတယ်။လက်ရှိလဲခေါ်ယူစစ်ဆေးနေတာတွေရှိပါတယ်။စည်ရင်းရှိတဲ့သူကိုလည်းစောင့်ကြည့်နေတဲ့အခြေအနေရှိပါတယ်လို့ဝန်ကြီးကြီးဥက္ကဋ္ဌကပြောဆိုပါတယ်။ ဒတ်တထုရွှေရင်းညွန်စေးသမက်ရေးကော်မတီအနေနဲ့စံချိန်မီရွှေတစ်ချက်သားကို59သိန်းကျပ်ဈေးသတ်မှတ်ထားပေမဲ့ပြင်ပဈေးကွက်မှာတော့အခောက်ရွှေတစ်ချက်သားဈေးဟာ380ကျပ်နီးပါးအထိဈေးရှိလာတာကိုတွေ့ရှိနေရပါတယ်။အခုချိန်ဟာရွှေဈေးမြင့်တက်လေးရှိတဲ့ကာလဖြစ်ပြီးသက်ဆိုင်ရာဌာနဆိုင်ရာဖွဲ့စည်းအသင်းဖွဲ့တွေအနေနဲ့ရွှေဆိုင်အချင်းချင်းပြန်ရောင်းပေးတဲ့စနစ်နဲ့ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်။ လေပတ်ကားတွေကဝယ်ပြီးရင်မြန်မာဆိုတော့ဒီနေ့ဝယ်နောက်နေ့ဈေးဖွင့်ရင်ဈေးခုန်တက်အဲ့ဒီလိုမှမြန်မာဆိုတော့လေပတ်ကားတွေကြောင့်လည်းပါတယ်လို့ဦးမျိုးမြင့်ကဖြည့်ဆွပြောဆိုထားပါတယ်။တစ်ဖက်မှာလည်း WG အနေနဲ့ online platform ကနေတဆင့်ဝယ်ရောင်းလုပ်သူတွေကိုငွေစုစာအုပ်နဲ့ရွှေရောင်းချခြင်း online ကနေတာလီစနစ်နဲ့ရွှေရောင်းခြင်းနဲ့ကန်ဆမ်းမဲဖောက်ပြီးရွှေရောင်းခြင်းတွေမပြုလုပ်ကြဖို့တည်ပြီးထားပါတယ်။